ရနရုမပေါဝနာကြောင့်ပရိသတ်စိတ်ဝင်စားမှုတိတိတတနဲ့ပါနေတဲ့ကလကဘဖလာပြန်ပွဲ။လာမတင်းငွေနေနေမှာစတင်ကျင်းပမဲ့ကလကဘဖလာပြန်ပွဲတွေကကမ္ဘာဘောလုံးပွဲချုပ်ပြီးပါပရိသတ်ရဲ့လက်မှတ်ဝဲလို့အနေပါနေတာကြောင့်အတော်လေးစိုးရင်ပူပန်နေရတယ်လို့သိရပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ပြီးပါလက်မှတ်ဇင်းနှုံးလေးကိုတိတိတတဆွတ်ဆွတ်နေပြီးလို့ဒရင်းတွေကပေါ်ပြနေပါရဲ့။ဂီယိုဇီးတွေချော့ချတာဟာပြန်ပွဲပေါ်ပရိသတ်စိတ်ဝင်စားမှုနေပါနေတာကိုရှင်းရှင်းလင်းလင်းပြသနေပြီး ီပါရဲ့မျောမန်းထားသလိုအောင်မြင်မှုမရနိုင်သေးဘူးဆိုတဲ့လက္ခဏာတစ်ခုပါပဲကလကဘဘလောက်လိုကြီးမားတဲ့တိုင်ပွဲတစ်ခုအတွက်လက်မှတ်ရောင်းအားနေပါနေတာဟာပြပါအတွက်တကယ်ကိုဆုံးရည်စရာကိစ္စရပ်တစ်ခုပါပဲတော့ပေါ်လာတဲ့သတင်းတွေအရအဖွင့်ပွဲစဉ်အတွက်ဆိုရင်တောင်လက်မှတ်ပေါင်း3000တောင်မရောင်းရသေးဘူးလို့သိရပါတယ်ဒီပမာဏကဘာဆင်ပြိုင်ပွဲတစ်ခုရဲ့အပွင့်ပွဲစဉ်အတွက်ဆိုရင်အလုံးနှဲပါတဲ့ပမာဏဖြစ်ပြီးပုံမှန်အားဖြင့်ဒီလိုပွဲမျိုးတွေဟာလက်မှတ်ပြတ်လို့နှီးပါရောင်းချရလိမ့်ရှိပါတယ်။လက်မှတ်မရောင်းရသေးတဲ့ပမာဏကများပြားနေတာကြောင့်ပြိုင်ပွဲကိုလက်ခံကျင်းပမဲ့အင်ရှင်အမေရိကန်နိုင်ငံအတွက်ရော FIFA အတွက်ပါစိတ်ပြည့်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်နေတာပါ။ ရိသတ်တရအားပေးမှုရှိပဲကွင်းလင်ဟာလာဟင်းလင်းဖြစ်နေမယ်ဆိုရင်ပြိုင်ပွဲရဲ့ဂုံတိတ်ခါကိုပါထိကြိုက်စေနိုင်ပါတယ်။ကမ္ဘာဘောလုံးဖွဲ့ချုပ်ပြီးပါဟာကလကဘဖလားပြန်ဝဲမှာလူစိတ်ဝင်စားမှုပုံပုံများပြားလာအောင်ဘောလုံးလောကမှာအရှိန်အဝါကြီးမားတဲ့ကျယ်ဝင်းကစားသမားခရစ်စတီယာနိုရိုနယ်ဒိုကိုပါဝင်စေချင်နေတယ်လို့သိရပါတယ်။ရိုနယ်ဒိုရဲ့ဒီကမ္ဘာလုံးဆိုင်ရာအားပေးသူပရိသတ်အင်အားကပြိုင်ပွဲရဲ့လက်မှတ်ရောင်းအားကိုတည်တည်တတ်တတ်ပြင့်တင်ပေးနိုင်မယ်လို့ဖိပါကမျှော်မှန်းထားပုံရပါတယ်။ဒီပြိုင်ပွဲမှာအမေရိကန်လိဂ်ကလီယိုနယ်မက်ဆီရဲ့အင်တာမိုင်အမီတင်းကလည်းပါဝင်ပါတယ်။ဒါကြောင့်ဖီဖာနီရဲ့ရိုနယ်ဒိုနဲ့မက်ဆီတို့ကိုထိတိုက်တွေးဆောင်စီပြီးပြည်သက်တွေပြိုင်ပွဲပေါ်အာယုံဆိုင်လာအောင်လှုပ်ဆောင်တာလည်းဖြစ်နိုင်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ် ကမ္ဘာကောင်းဆုံးကစားသမားတွေဦးရဲ့ထိတ်တိုက်တွေးဆမှုဟာဘလုံးပရိသတ်တွေကြားမှာအများနဲ့ဆဲလို့ရှားစရာဖြစ်စေပြီးကြိုင်ပွဲရဲ့ဆွဲဆောင်မှုကိုအမြင့်ဆုံးထိမြင့်တင်ပေးနိုင်မှာတေးကြပါတယ်။ဒါပေမဲ့ရော်နယ်ဒိုကတော့ကလပ်ကပဖလာမှာပါဝင်မှာမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့သူကလက်ရှိကစားနေတဲ့ Sorry Club Anderson အတင်းကနေလည်းထွက်ခွာမှာမဟုတ်ဘူးလို့ရည်ရည်ပြပြောဆိုခဲ့တာကြောင့် FIFA ရဲ့မျှော်မှန်းချက်တွေမိမ့်နေခဲ့ရပါတယ်။ရော်နယ်ဒိုလိုကမ္ဘာကျောကစားသမားတွေဦးရဲ့ပါဝင်မှုမရှိခြင်းဟာကြိုင်ပွဲရဲ့ဆွဲဆောင်မှုကိုထိခိုက်စေတဲ့အဓိကအကြောင်းရင်းတွေကတစ်ခုဖြစ်တယ်လို့သုံးသပ်နိုင်ပါတယ်။ သူကလည်းအောက်ကြည့်ရှိလို့တဲ့ပြည်သက်များစွာရှိတာကြောင့်သူမပါဝင်ခြင်းကလက်မဲ့ရောင်းအားကိုတိုက်ရိုက်တည်ရောက်မှုရှိပါတယ်။လက်မဲ့ဇင်းတို့နေ့ကိုတိတိတတ်တဆွချလိုက်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ပြည်သက်တွေကိုကွင်းထဲကိုဆွဲဆောင်နိုင်ဖို့နဲ့ရောင်းအားကိုမြင့်တင်ဖို့ပါပဲ။ဒီလိုပြန်ပွဲကြီးဒီမှာလက်မဲ့ဇင်းတို့နေ့ဆွချတာကပုံမှန်မဟုတ်ပဲလုံးချားပါတဲ့လောရတစ်ခုဖြစ်တာကြောင့်ဒီချင်းတွေကကလပ်ကဘောဖလာရဲ့လူတက်များမှုအခြေအနေကိုထင်ရှားနေပါတယ်။ကမ္ဘာဘောလုံးပွဲချုပ်ဖိပါကဒီပြန်ပွဲကိုဒီကမ္ဘာလုံးဆိုင်ရာအဆင့်မြင့်ပြန်ပွဲကြီးတစ်ခုဖြစ်မြင့်တင်လို့ပေမဲ့လက်ရှိမှာတော့ခက်ခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ဖိပါနေတဲ့ပြည်သက်စိတ်ဝင်စားမှုနဲ့ပါခြင်းလက်မဲ့ရောင်းအားချစင်းနေစားတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်ရေလိုမာရောရေရှည်မာမဗျူဟာရီချမှတ်လှုပ်ဆောင်ရအောင်ပါပဲဖြစ်ပါတယ်။ ရနဒိုလိုကျဲပွင့်နေရပါဝင်မှုမရှိခြင်းကလည်းတန်ပွဲရဲ့ဆွဲဆောင်မှုကိုများစွာထိခိုက်စေတာကြောင့်အမေနီတွေမှာတန်ပွဲပုံစံပါဝင်တဲ့ကလပ်အသင်းတွေရဲ့ရွေးချယ်မှုဒါမှမဟုတ်တန်ပွဲချင်းမမဲ့အချိန်တွေကိုလည်းပြန်လည်တုံ့တက်ဖို့လိုအပ်နိုင်ပါတယ်။လက်ရှိချိန်မှာတော့လာမယ့်ဒီနေ့ကနေမှစတင်မယ့်ကလပ်ကပါပလာပြန်ပွဲဟာပြီးပါအတွက်စိန်ခုံးမှုများစွာနဲ့စောင့်ကြော်နေတာပဲဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမေနီတွေ